Hello အားလုံးပဲမင်္ဂလာပါ Football Manchester ကနေယူဆိုပါတယ်ဆိုတော့တို့တို့က Manchester United နဲ့ Nottingham Forest တို့ရဲ့ပွဲမှာတစ်ဖက်ကို2-0စီတည်ကြပြီးတော့ပွဲရပြီးသွားတယ်ဒီနေ့ပြပြတဲ့ Ruben Amorim အတွက်3ပွဲဆက်တိုက်နိုင်အပြီးမှာ City Ground ကိုကျွန်တော်လာပြီးတော့ကစားရတယ်နိုင်ပွဲမယူနိုင်ခဲ့ပဲနဲ့ကျွန်တော်တည်တမှတ်ပဲရခဲ့ပြီးတော့တစ်ဖက်က Nottingham Forest ကတော့နီးပြတဲ့ရှောင်းတိုက်ရဲ့လက်အောက် Premier League မှာပထမဆုံးဆိုသလိုအိမ်ကွင်းပွဲစဉ်ကိုလက်ခံကျင်းပရတယ်ဒီနေရာမှာအထင်ကြီးတဲ့ performance တွေပြခဲ့ပြီးတော့ တစ်ဖက်ကိုနှစ်ကူးစီနေကျွန်တော်တို့ဘောနော်ဒါတည်ရည်နဲ့ပြီးသွားတယ်ဆိုတော့ပြောစရာတွေကကျွန်တော်ရှိတယ်ဒီညမှာ forest ဘောနော် forest နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ရှောင်းတိုက်ကဒါသူ့ရဲ့တတိယမြောက်ပွဲလို့ကျွန်တော်ပြောရမယ်အဲဘာလို့လဲဆိုတော့သူတို့ဒီမတိုင်းခင်မှာဆိုလို့ရှိရင်ကျွန်တော်ဒါအဲရှိမှသူတို့ဒီဘုံမောင်းနဲ့သူတို့ကစားတယ်တူးစီနဲ့ရှုံးနေဘောနော်ပေါ်တိုနဲ့သူတို့ယူရိုပါလိလာသူတို့ကစားတယ်အဲဒါသူတို့တူးစီနဲ့နိုင်နေပင်နေဒီနှစ်ကူးနေပေါ့ ဆိုတော့လက်ရှိ Manchester United ကိုအိမ်ဝင်းမှာ Premier League ဖြစ်လက်ခံကစားတဲ့အခြေအနေမျိုးမှာဒါရှောင်းတိုက်ရဲ့တတိယမြောက်ပွဲဒီပွဲမှာ Forest ကဒီခြေစွမ်းပိုင်းအရာကိုပေါ့နော်ဒါအများကြီးပူပြီးတော့ကိုကောင်းခဲ့တဲ့ပွဲလို့ကျွန်တော်ပြောရမယ်ပြီးရင်ကျွန်တော်တို့အနေနဲ့ Forest ကသူတို့2-1ဖြစ်နေတဲ့အခြေအနေမျိုးမှာပေါ့နော်သူတို့ရဲ့ကစားပုံခန်းစစ်ကစားပုံတွေကတော်တော်ကြီးကိုကြစ်လက်တဲ့မှာကျွန်တော်ပါတယ်ရှောင်းလိုက်သွားခြင်းတဲ့ပုံစံဒီတိုင်းသူတို့တွေဒီ forest ကတွေ့ရပြီးတော့နီပြရူဘင်အမ်ဘိုရင်ပွဲမတိုင်ခင်ဒီမှာကျွန်တော်ပြောခဲ့လို့ပဲကျွန်တော်ရှိလီဗာပူးနဲ့ပွဲတို့ ဘရိုက်တန်နဲ့ပွဲတော့ငါလိုမျိုးပေါ့နော်နေရာလွတ်တွေရမှာမဟုတ်ဘူးလို့သူပြောထားတယ်လို့ပဲဒီနေ့ပွဲမှာဘာနေရာလွတ်မှန်းကျွန်တော်မရနိုင်ခဲ့ဘူးပြည်တနာကဘာလဲဆိုတော့အဲ့ဒါလို့နေရာလွတ်မရနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်တို့မှာဖြည့်ရှင်းချက်မရှိဘူးဒါဟာတော်တော်ကြီးကိုကြီးတဲ့ဒါအားနည်းချက်ကြီးကျွန်တော်ဖြစ်ခဲ့တာဆိုတော့ Forest ဘက်ကတော့မနိုင်ပြောရင်ပြဘလို့ United ဘက်ကလည်းတော်တော်လေးပော့ဆတာလေးကျွန်တော်ပါတယ်ပေါ့နော် နှစ်သင်းစလုံးမှာဒီနေ့ပွဲဒီမှာရခဲ့တဲ့ဂိုးတွေကအာမက်ဒီယာလိုရဲ့တော်တော်လှတဲ့သွင်းကူကလွင်ကြီးကြီးကြောင်းနေကျွန်တော်များတယ်ပေါ့နော်ပထမလုံးဆိုလို့ရှိရင်လည်းပဲကျွန်တော်ကဘောလုံးကလုံးဝလိုင်းကြီးကိုလုံးဝအောက်သွားပြီတည်တယ်မလားရှောင်းတိုက်ကတော့ဒါလုံးပွဲပြီးတဲ့အခါကျတော့ညင်းနေတာပေါ့လေနော်ဘယ်လိုပြောမလဲအဲကျွန်တော်တို့ဒီပြည်ဆုံးဖြတ်ချက်ဒီတိုင်းကကျွန်တော်နဲ့ဆန့်ကျင်ဘက်ဒီကြီးဖြစ်နေတယ်လို့ဘာလို့ပေါ့နော်ဆိုတော့ထားပါတော့တောင်းကန်ဘောကနေကျွန်တော်ဂိုးရတယ်ဒုတိယပိုင်းစတယ်နော်ဒီယန်ဖော်ရက်စ်ကကျွန်တော်က2မိနစ်တော်တွေမှာ2ဂိုးလောက်ကျွန်တော်သွင်းသွားတယ် တော့ပွဲက1-0အခြေအနေကနေပြီးတော့ United ဘက်ကိုချက်ချင်းကိုကျွန်တော်ပြောင်းလဲသွားတာ2-1ဆိုတဲ့ပုံစံမျိုးနဲ့ဒါဟာကစားမတွေရဲ့ပေါ့နော်အာယုံဆုတဲ့မှုတွေဒါအားနေတယ်ပြီးရင်ကျွန်တော်အဲ့ဒီပေးလိုက်ရတဲ့ဂိုးတွေက2ဂိုးစလုံးကတော့ပုံစံတူတွေကြီးပဲကျွန်တော်ပေးရတာပုံစံတူတွေကြီးပဲကျွန်တော်ပေးရတာဆိုဒါဟာဘလောက်ထိတိုင်ပတ်တယ်လေ United ရဲ့အားနေချက်ကနော်ဘလောက်ကြီးတယ်လေလေပေါ်မှာအမြင်ပေါ်တွေမှာ ADV USD မှာ Forest ကကောင်းကောင်းသဘောပေါက်ပြီးတော့ဒါကိုအကောင်းဆုံးသူတို့အတုံးချသွားတာဗျာဆိုအဲ့လိုမျိုးနဲ့သူတို့တိုင်ပတ်သွားတယ်ဒါကြောင့် Shawnite ကတော့သူ့လမ်းအောက်မှာ အရင်ဆုံးဆိုသလို Neurian Forest ကိုခံစစ်ကြစ်လင့်မှုကိုပြင်လင်းပြင်ဆင်ပြီးတော့ဖြည်းဖြည်းသွားမဲ့ပုံစံမျိုးပါလောလောဆယ်မှာသူတို့ကဒီဘယ်လိုပြောမလဲလုံးဝတန်းစင်းစုံမှာရှိနေတယ်ဆိုတဲ့ခါကြတော့ဗောနော်ဒါကိုသူလွတ်အောင်သူလှုပ်ရမှာဆိုတော့ Forest ဘက်ကတော့သူတို့ကသူတကယ်တာဝန်ကျေခဲ့လို့ကျွန်တော်ပြောရမယ်ဒါပေမဲ့လည်းသူတို့မှာအရန်အန်ဒီအများတဲ့အလုံးတော့အများကြီးမဖန်တီးနိုင်ခဲ့ဘူး Neurian Forest က Forest ကဒီနေ့ပွဲစဉ်မှာခြေစွမ်းအရကျွန်တော်ကြည့်ရင်ဗောနော် Manchester United နဲ့ကျွန်တော်ကတာတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့လို့သူတို့မှာ တပွဲလုံးကျွန်တော်တို့ကန်ကျက်16 15ချိန်မှာ3ချိန်ကူပေါင်းတက်ပြီးတော့2ကူရတယ်เนาะဆိုတော့ပြောချင်တာကကျွန်တော်တို့ဘာမှန်အန်ဒီရဲ့များတဲ့အလုံးနေအများကြီးမရှိခဲ့ဘူးဆိုတော့ United ဘက်ကကျွန်တော်ဒီပွဲခြေစွမ်းကတော်တော်လေးခြားပါတယ်ခုနကကျွန်တော်တို့ပြောသလိုပဲအသင်းမှာကပေါ့နော်လောင်းဘောတွေကောင်တာအတက်တွေမြို့လို့ရှင် ADV JST မှာကျွန်တော်တို့အနေနဲ့အားသာချက်ရအောင်မလုပ်နိုင်ဘူးဆိုရင်ကျွန်တော်ကရှေ့ဆက်ဘလူးကစားရမလဲဆိုတော့မသိတော့ဘူးเนาะဆိုတော့ဒီပွဲမှာဆိုလို့ချင်းကက်စမဲရိုအာမက်ဒီယာလိုဒါတောင်းကန်ဘောတွေကနေကျွန်တော်လာတယ်ဆိုတော့ဒီဂိုးတွေကတောင်းကန်ဘောတွေနဲ့ကျွန်တော်ပတ်သက်တယ်ပေါ့ အဲ့ဒီမတိုင်ခင်မှာကိုရီးယားတော့ခြေစွမ်းတော့မကောင်းခဲ့ဘူးဒါပေမဲ့ပွဲကိုအနိုင်ရဖို့သုံးမှတ်အပြည့်ရဖို့ဒီနီးဆက်ခဲ့တာတွေကျွန်တော်ရှိတယ်။ဒါပါတော့ဘရူနိုဖာနက်စ်ရဲ့ကန်ချက်ကိုကျွန်တော်ကဟိုတိုင်ထိပြီးတော့ဗောနော်အထဲတိုင်ထိပြီးတော့ကျွန်တော်ထွက်လာတာမျိုးတွေဒါတော်တော်လေးကံမကောင်းခဲ့တာပြီးလို့ရှိရင်ကျွန်တော်အာမက်ဒီယာလိုရဲ့ကန်ချက်ကိုကျွန်တော်ကဂိုးလိုင်းကလီယာရန့်စ်ကိုလှုပ်သွားတာမျိုးတွေပေါ့ဒါတွေကိုကျွန်တော်ကြည့်မြင်ဆိုရှင်ရင်နော်ဒီယန်ဖာနက်စ်ကခြေစွမ်းပူကောင်းခဲ့ပြီးမြဲနိုင်ပွဲရဖို့မနီးဆက်ခဲ့ဘူး။ယူနိုက်တက်ကခြေစွမ်းတော့အဲ့လောက်မကောင်းခဲ့ဘူးဒါပေမဲ့နိုင်ပွဲရဖို့တော်တော်ကြီးနီးဆက်ခဲ့တယ် ဒါကူနီးဆက်သူဘယ်လိုပြောလဲတုံမက်ရအောင်မလို့မလုံနိုင်ခဲ့ဘူးဒါတော့စိတ်ပြည့်စရာပါ United ပြည်သက်တွေအတွက်က United အသင်းအတွက်ကတော့စိတ်ပြည့်စရာပါဘာလို့လဲဆိုတော့သူများတွေကဒီအသင်းနဲ့တွင်တုံမက်ယူနေကြတဲ့အချိန်မှာကိုရီတုံမက်မယူနိုင်ဘူးအဲ့တော့ MOD တွေကလည်းရှေ့မှာ၃ပွဲစတိုက်နိုင်ထားတယ်ဆိုတဲ့အခါကျတော့သိတယ်မလားဒီပွဲကလည်းကစားမားတွေရဲ့စိတ်တက်တွေက ready ဖြစ်နေပြီးကစားမားတွေကဒီပွဲကိုအချိန်ကြီးကောင်းအောင်လုပ်နိုင်တော့မယ်ဘာညာယုံကြည်မှုအပြည့်နဲ့ကျွန်တော်ကလာမယ့်အချိန်မှာ ကစားမတွေကဘာလို့လို့ဘာကန်ရမှမသိဘူးကျွန်တော်တို့ဖြစ်နေတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အာသာချက်နှစ်ခုဖြစ်တဲ့လောင်းဘောတွေ second ball ထောက်တာတွေအမြင်ဘောတွေဒါတွေအကုန်လုံးကို Norian Forest ကအကောင်ဆုံးပိတ်ဆို့ပလိုက်တဲ့ချိန်မျိုးမှာကျွန်တော်တို့ခြေရဲဘောလုံးထားပြီးတော့ဘာလို့လို့လောက်ရမှန်းကျွန်တော်မသိတော့ဘူးအဲ့လိုမျိုးနဲ့ကျွန်တော်တို့နေတည်ကြခဲ့တာเนาะဒါကြောင့်ဒီပွဲဟာဆိုလို့ရှိရင်နီးပြဖြစ်တဲ့ Ruben Amorin အတွက်ပေါ့เนาะကျွန်တော်မေးခွန်းထုတ်စရာတွေကျွန်တော်အများကြီးဖြစ်လာတယ်โอเคနောက်တစ်ခါကြာရင်ငါဒီလိုအသေးမျိုးနဲ့ထက်တွေ့တဲ့အခါငါဘယ်လိုဖြေရှင်းမလဲဆိုတဲ့မေးခွန်းကြီးကအကြီးအွယ်ရှိနေဦးမှာ ကျွန်တော်ပြောသလိုပဲကျွန်တော်တို့အသင်းကြီးတွေအချင်းချင်းတူတိုက်ကိုတိုက်လို့အသင်းမျိုးနဲ့ဆိုလို့ရှင်တော့ okay ငါတို့လောင်းဘောတွေကျွန်တော်တို့တွားကောင်းတွားလို့ရာကောင်းရနိုင်မယ်။အောက်ကြလာတဲ့ second ဘောတွေထောက်ပြီးတော့ငါတို့ရာကောင်းရအောင်ခြာကောင်းခြာနိုင်မယ်။ဒါပြီးမဲ့လည်းလို့ပေါ့နော်။အခုလက်ရှိ Northern Forest တို့လိုမျိုး United ရဲ့အာသာချက်တွေကိုပိတ်ချနိုင်တဲ့အသင်းမျိုးတွေနဲ့တွေ့တဲ့အခါကိုရီဘာမှလုံနိုင်ခဲ့မှာကျွန်တော်မဟုတ်ဘူး။ဒီပွဲကလည်းဒီလိုပဲ။ဆိုတော့ Amudini နဲ့ Blue ဆက်ပြီးတော့ဖြည့်ချင်းချက်တွေကြည့်မယ်ကျွန်တော်ကြည့်ရမယ်။ United တွေတော့နှစ်မှတ်ဆုံးရှုံးခဲ့ရတာဟာတော်တော်လေးကိုစိတ်ပျက်စရာလို့ကျွန်တော်ထင်တယ်။ဒီလိုရော Blue မြင်ရတယ်အဆုံးနည်းကြပါအောင်အားလုံးကိုချစ်သူများကြီးတို့ပါ